ဂါဇိုနီရဲ့အလက်ပြောင်းပါနီးပညာတွေကအလင်းမြန်စွာတိုးတက်လာတာနဲ့အမျှလွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကအိမ်မက်တွေဟာလက်တွေ့ဘဝမှာတွေ့နေရပြီးနောက်ထပ်နှစ်30မှာဘယ်လိုပုံစံဖြစ်လာမလဲဆိုတော့ကိုသိချင်နေကြတယ်မလားဒါဆိုရင်2050မှာကျွန်တော်တို့ဘဝကဘယ်လိုပုံစံဖြစ်လာမလဲဆိုတော့ကိုနည်းနည်းတော့စူးစမ်းလေ့လာကြည့်ကြရအောင်ခင်ဗျာနံပါတ်1နာနိုတက္ကနိုဂျီပထမဦးဆုံးနာနိုတက္ကနိုဂျီအကြောင်းကိုကြည့်ကြရအောင်ခင်ဗျာနင်များတျှောက်တေပံပညာရှင်များက နန္ဒိုနင်းပညာနဲ့ပတ်သက်ပြီးစိတ်လုံရှားဖွဲတိုးတက်မှုများစွာကိုပြုလုပ်ခဲ့ကြပြီးစန္တိတီထွေမှုများစွာကို ရှားဖွေသိရှိခဲ့ကြပါတယ်။လက်ရှိအချိန်နေမှာနန္ဒိုနင်းပညာက ကျွန်တော်တို့တည်ထားတဲ့လူသားဘဝကိုပြောင်းလဲစေနိုင်တဲ့အလားအလာများရှိနေခဲ့ပါတယ်။နင်းပညာပိုင်းဆိုင်ရာမှာတွန်ကျင်သူများကနန္ဒိုဘော့စ်များကို အနာဂတ်မှာလူသားတွေရဲ့ဦးနှောက်အသွင်းထက်တွင်ပြီးဦးနှောက်ကွန်ပျူတာချိတ်ဆက်မှုနင်းပညာကိုအသုံးပြုလာကြမှာဖြစ်ပြီး လူသားများကိုလောကနဲ့ပုံမလွယ်ကူစွာချိတ်ဆက်နိုင်လိမ့်မယ်လို့ယုံကြည်ထားကြပါတယ်။စိတ်နဲ့ကွန်ပျူတာတို့ကအဆက်သေးဖြစ်လာပြီးလူသားတွေကမကုံဆုံးနိုင်တဲ့အချက်လက်များနဲ့စေတနာများကိုပြည့်ရှင်းပေးနိုင်တဲ့အလွန်စွာအရှိတဲ့တတဝါများဖြစ်လာနိုင်ပါတယ်။နာနိုနီးပညာကအဲ့ဒီအဆင့်ကိုရောက်လာခဲ့မယ်ဆိုရင် ဖုန်းနဲ့ကဏ္ဍပေါင်းဆက်လိုမျိုးကြံကက်များမလို့အတော့ပဲအနာဂတ်ကျောင်းသားများအတွက်တင်ချာကတက္ကပါလုံးဆိုင်ရာစင်ခေါ်မှုတစ်ခုမဟုတ်တော့ပဲပုံမလေးကိုနိုင်မှာဖြစ်ပါတယ်။ နာနိုတက်ကနိုဂျီကကျွန်တော်တို့လူသားတွေအတွက်အနာဂတ်မှာအလွန်စိတ်လို့ရှားဖွယ်ကောင်းတဲ့အရာတခုဖြစ်လာမှတည်ချပါတယ်ခင်ဗျာနံပါတ်1 3D print technology အနာဂတ်မှာကျွန်တော်တို့မျှော်လင့်ထားနိုင်တဲ့ node tech နည်းပညာတိုးတက်မှုတခုကတော့ 3D print technology ဆိုတဲ့ 3D ပုံနှိပ်နည်းပညာလေးပဲဖြစ်ပါတယ်။ 3D ပုံနှိပ်နည်းပညာကယခုအခါမှာအစင်းမြင့်နေပြီဆိုပေမဲ့လည်း2050ကျရင်ပုံမတိုးတက်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။လက်ရှိအချိန်မှာတော့ တိဒီပုံနှိပ်ဆက်တဲ့ကရိယာများအိမ်များလူအသုံးဆောင်ပစ္စည်းများကိုဖန်တီးနိုင်ပြီဖြစ်ပါတယ်။အနာကမှာတိဒီပုံနှိပ်ဤပညာကဘုံမလက်လန်းမီလာပြီးထုတ်လာနိုင်တဲ့အလားလားများကမကုံဆုံးနိုင်တော့တဲ့လူတိုင်းအတွက်ပြိဘောကမှအစလက်နဲ့ထုံ့ငုံများအဆုံးကျင်းမာတဲ့အရာများကိုကိုယ်တိုင်ပုံနှိပ်လာနိုင်တဲ့အချိန်ကာလကိုမကြမီရောက်ရှိလာမှာပဲဖြစ်ပါလေ။အဲဒီအပြင်စိတ်ကူးတစ်ခုအနေနဲ့လူသားစားတော့ကုံများအတွက်စဉ်နှုံချိုးတာတဲ့ အစားစားမျိုးကိုပုံနှိပ်လာနိုင်ခဲ့မယ်ဆိုရင်ကမ္ဘာပူချိန်မြင့်တက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ကမ္ဘာငမှုမှုပြဿနာကိုဖြေရှင်းလာနိုင်မှာပဲဖြစ်ပါလေ။ Medical ဆေးပညာယခုအခါမှာဖုန်းများပျောက်ကွယ်သွားခြင်းကနေတေချင်းတရားကိုအမြင့်ဖြတ်နိုင်ခြင်းစီကိုရောက်ရှိနေပါပြီ။2050မှာဆိုရင်တေချင်းတရားဆိုတာကအတည့်ရဲ့အကြောင်းအရာတစ်ခုဖြစ်သွားနိုင်ပါလေ။လူသားတွေရဲ့အုန်းနောက်ကိုကွန်ပျူတာနဲ့ BCL ဉာဏ်ပညာကိုအသုံးပြုပြီးချိတ်ဆက်လိုက်မယ်ဆိုရင် ကျွန်တို့တို့ရဲ့အုံနောက်ထဲမှာတင်စီထားတဲ့အချက်အလက်တွေကိုကွန်ပျူတာရဲ့ hard disk လို့ file အဖြစ် လွှဲပြောင်းပေးနိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်အချက်အလက်တွေကအမတ်ပြားတွေကိုပြန်လည်ရယူပြီးအခြားသက်ရှိကိုတင်ပို့နိုင်မှာဖြစ်ပါတယ်။အဒီသက်ရှိဟာပုံမိုးတိုးတက်ထားတဲ့ဒူတာပုံစံဆက်ရုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒီနည်းနဲ့နေပယ်တိုင်းကအတော်ဆုံးလူသားတွေရဲ့အုံနောက်ကိုထိန်းသိမ်းထားနိုင်ပြီး သူတို့တွေကစံတီတီထွေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေမှာပဲဖြစ်ပါတယ်။ဈေးပညာနဲ့ပေမှာစဉ်စားဆရာနောက်ထပ်တိုးတက်မှုတစ်ခုကတော့ပင်စာလိုမျိုးပြင်းထန်တဲ့ယောဂတွေကိုကုသပေးနိုင်မဲ့အခြေအနေဖြစ်ပါတယ်။ဒီတိုးတက်မှုရဲ့တစ်ခုထဲသောအားနည်းချက်ကတော့ဤပညာအသစ်တိုင်းဟာစတင်ထွက်ပေါ်လာချိန်မှာဈေးကြီးတက်ပြီးဂျာနဲ့သူတွေအနေနဲ့ဒီအသက်ကဤပညာတွေကိုချက်ချင်းရနိုင်ဖို့မလွယ်ကူနိုင်တာပါပဲ။ Transportation တဲ့ယူပို့ဆောင်ရေး2059မှာကျွန်တော်တို့ရနိုင်မဲ့အရာတစ်ခုကတော့ တယူပို့ဆောင်ရေးနည်းပညာလေးပဲဖြစ်ပါတယ်2059ခုနှစ်ရောက်ရင်တယူပို့ဆောင်ရေးကအများစွာပြောင်းလဲသွားနိုင်ပါတယ်လက်ရှိမှာပဲ Tesla လိုကားထုတ်လုပ်ရေးကုမ္ပဏီတွေကသူတို့ရဲ့ကိုပိုင်မောင်းနေနိုင်တဲ့ကားတွေကိုစမ်းသပ်နေပြီဖြစ်လို့2059ခုနှစ်မှာအလိုအလျောက်မောင်းနေနိုင်တဲ့ကားတွေရှိလာမယ်လို့တရားရခိုင်တော်ညွှန်ကြည့်ပါတယ်ခင်ဗျာဒီလိုအလိုအလျောက်မောင်းနေတဲ့ကားတွေရဲ့အကျိုးကျေးဇူးတွေကတော့တံပိတ်ဆိုးမှုနဲ့ရင်တိုင်းမှုတွေတိတိတသားရှော့ချသွားမှာပဲဖြစ်ပါတယ် ဘာလို့လဲဆိုတော့ဒီကားတွေကအရင်စီကန်းထိန်းချုပ်ရေးစနစ်တွေနဲ့သက်စင်တိဆောက်ထားပြီလို့ဖြစ်ပါတယ်။နောက်တစ်ခုကတော့လူနေမှုပုံစံပြောင်းလဲလာပြီးကားမောင်းဖို့လူလိုအချက်မရှိတော့တဲ့အတွက်လူတွေကခရီးသွားရင်အချိန်ကိုအနားယူဖို့ဒါမှမဟုတ်ကိုလုတ်ချင်တဲ့အရာအကုန်လုပ်လို့ရပါတယ်။လမ်းပိတ်ဆို့မှုတွေကြောင့်ကုန်ဆုံးနေရတဲ့အချိန်တွေကိုစဉ်းစားကြည့်မယ်ဆိုရင်ဒီနေ့ပညာကအချိန်ပိုတွေအများကြီးဖန်တီးပေးနိုင်မှာပါ။နောက်ထပ်စိတ်ဝင်စားစရာတိုးတက်မှုတစ်ခုကတော့ Hyperloop လို့ခေါ်ပါတယ်။ အီလိုမဲရဲ့စီမံကိန်းတစ်ခုဖြစ်တဲ့ Hyperloop ကဒုထုတဲယူပို့ဆောင်ရေးကိုမြေအောက်ကိုရွှေ့ပြောင်းဖို့ရည်ရွယ်ပါတယ်။ဒီစနစ်မှာလက်စစ်တန်လိုက်မြင့်တင်မှုနည်းပညာ Electromagnetic Native Levitation ကိုအသုံးပြုပြီးတနာယီကို330ကီလိုမီတာထိအမြန်နှုန်းဖြင့်ခရီးသွားနိုင်မှာပဲဖြစ်ပါတယ်။ဒီယထာစနစ်ကပုံမမြန်ဆန်ပြီးဈေးပိုတက်တာရာကြောင့်ပဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့တဲယူပို့ဆောင်ရေးစနစ်လမ်းတစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။ လူအများစုကဒီစနစ်ကိုသုံးဆွဲလာမယ်ဆိုရင်လမ်းပိတ်ဆိုးမှုနဲ့အဆက်ဆက်တဲ့မတော်တဆမှုတွေလည်းပိုမိုလျှော့ကျလာမှာဖြစ်ပါတယ်။ခေါလက်ရှိကျွန်တော်တို့နိုင်ငံနဲ့အင်းနီချင်းနိုင်ငံဖြစ်တဲ့ဂိုင်းနိုင်ငံကလည်းမြို့အောက်ရထားကိုလက်တွေ့အသုံးပြုနေပြီဖြစ်ပါတယ်။နံပါတ်6 Fuel Launcher တည်ယူပို့ဆောင်ရေးနဲ့ပတ်သက်ပြီးဆက်လက်ပြောရမယ်ဆိုရင် အနာဂတ်မှာအသုံးပြုမဲ့ Launcher အလုံးကပြန်လည်ပြည့်ပြိုးမြဲစွန့်အင် Renewable Energy တွေဖြစ်လာမှာပါ။ လက်ရှိမှာကဘာကြီးပူနွေးလာမှုဘောဘဝမင်းနဲ့တဘာဝအယဲအမြင့်တွေကုန်ခန်းမှုနဲ့ပတ်သက်ပြီးချင်းချောက်မှုတွေကြောင့်ဒုက္ခရောက်နေကြပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပုံမရေရှည်တည်တံ့ခံနိုင်တဲ့စွန့်ရင်အယဲအမြင့်တွေကိုပြောင်းလဲအသုံးပြုဖို့လိုအပ်နေပါတယ်။ဥပမာအနေနဲ့ Hyperloop လိုယထားတွေကလက်စစ်တန်လိုက်မြင့်တည်မှုနည်းပညာ Electromagnetic Levitation ကိုအသုံးပြုထားတာကြောင့်ကမ္ဘာမြေကြီးပူနွေးမှုကိုရှော့ချပေးနိုင်ပါတယ်။ ားလုပ်ငန်းကလည်းအန်ဒီရဲ့ရှိတဲ့ကားမျိုးခိုးငွေထုတ်လုပ်မှုကိုရှော့ချနိုင်ဖို့နဲ့ကာဘူနေထုတ်လွှင့်တဲ့လောင်စာကိုအသုံးပြုမှုရပ်တန့်ဖို့ရည်ရွယ်ချက်နဲ့ထုတ်လာကြပါတယ်။ဒါအပြင်သူတည်တနာတွေအရအမုတ်တရားလီနီယောင်ချီနဲ့အပူဆိုင်အင်တွေကိုအသုံးပြုပြီးလှုပ်ဆောင်ဖို့စ조사နေကြပါတယ်။အထူးသဖြင့် Blue Light ဆိုတဲ့ကုမ္ပဏီကအမုတ်တရားအပူဆိုင်အင်ပြောင်းလဲမှု Ocean Thermal Energy Conversion ကို အထူးပြုလုပ်ကိုင်းတဲ့ဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုဖြစ်ပြီးယင်းနဲ့တဘာဝတဲ့ငွေလိုရုပ်ကြွမ်းလောင်စာတွေကိုအပြည့်တန်အစားထိုးနိုင်မဲ့စီမံကိန်းတစ်ခုကိုလှုပ်ဆောင်နေကြပါတယ်။ Blue Ride ရဲ့အမျှော်လင့်ချက်ကတော့ကျွန်တော်တို့ယင်းဆိုင်နေရတဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုသက်သာစေနိုင်ဖို့ပဲဖြစ်ပါတယ်။ Number 9 Speed Air Forestation အကာသအစူဆန်းလေးလာရေးလက်ရှိမှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေကို ချေရှင်နိုင်မဲ့ရွေးချယ်စရာတခုအဖြစ်ပေါ်ပြခံနေရတာကတော့အာကာသအစူဆန်းလေးလိုက်ရင်းနဲ့အာကာသကိုလိုနီပြုတ်ခြင်းဖြစ်ပါတယ်။ SpaceX နဲ့ Blue Origin လို့ကုမ္ပဏီတွေကအာကာသနည်းပညာကိုအတော်လန်ပြောင်းလဲဖို့ရည်မှန်းထားကြပြီးအာကာသစူဆန်းလေးလိုက်ရင်းနဲ့နောက်ဆုံးမှလူတွေကိုအခြားဂျိုးတွေပေါ်မှာနေထိုင်နိုင်အောင်ရည်ရွယ်ထားကြပါတယ်။2050ခုနှစ်မှဆိုရင်အာကာသခီးတွားလုပ်ငန်း Space Tourism လည်းလက်တွေ့ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ဒီခေတ်တွေကအတော်လေးစေးကြီးမှဖြစ်တဲ့အတွက်အစပိုင်းမှာတော့ချမ်းသာတဲ့လူတွေကပဲတွားရောက်နိုင်ပြီးအားလေးရဲ့ခရီးသွားဖို့ရွေးချယ်စရာကလည်းကမ္ဘာမြေကြီးကနေလာမွန်းတဲ့အင်ကာမက်စ်လိုနီယာတွေအထိကျပြန့်လာမှာဖြစ်ပါတယ်။ဒါပေမဲ့အာကာသထဲကိုခီးသွားဖို့ဆိုတာက အစပိုင်းမှာတိတိတတ်တာစေးကြီးမှာပဲဖြစ်ပါတယ်။နံပါတ်၈ဉာဏ်ရည်တို့ Artificial Intelligence အခု2025လဲရောက်ပြီဆိုတော့ artificial intelligence ကို မဖြစ်မနေဖော်ပြရမှာဖြစ်ပါတယ်ဒီထွေမှုတွေထက်ပိုမိုတိုးတက်နေပြီဖြစ်တဲ့ဉာဏ်ရည်သူ AI ကလူတိုင်းအတွက်အရနိုင်မဲ့အရာတစ်ခုဖြစ်လာနိုင်ခဲ့ပါတယ် AI ရဲ့ဖွံ့ဖြိုးတိုးတက်မှုကနှစ်တွေနဲ့အမျှပိုမိုကောင်းမွန်လာမှာဖြစ်ပြီးကျွမ်းကျင်သူတွေက AI ဟာလူသားအနှောင့်ရဲ့အလုပ်ဆောင်နိုင်စွမ်းကိုကျော်လွန်သွားနိုင်တယ်လို့ယုံကြည်ထားကြပါတယ်ဒါဟာ AI ကို လူသားတွေရဲ့တန်ဖိုးထားမှုတွေ ပြင်ပနိုင်ဖို့အတွက်သိပ္ပံပညာရှင်တွေမဖြစ်ရှင်းနိုင်သေးရင်ဇိုရင်စရာဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ AI ရဲ့ထွန်းကားလာမှုကအလုပ်အကိုင်းစေးကွက်တွေကိုပြောင်းလဲစေမှာဖြစ်ပြီးလက်ရှိအလုပ်တွေရဲ့တဝက်လောက်ဟာ2050ခုနှစ်မှာ AI နဲ့ဆက်ရုပ်တွေကိုလွယ်ပြောင်းခန့်အပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့လူသားအချို့ကအလုပ်အကိုင်းကိုရှာပါလာမှာဖြစ်ပါတယ်။နံပါတ်5ပညာရေး education အလိုအကင်စိတ်ကွဲ့ပြောင်းလဲလာတာနဲ့အမျှပညာရေးမှာလည်းတည်တာထင်ရှားတဲ့ပြောင်းလဲမှုတွေရှိလာမှာဖြစ်ပါတယ်။လက်ရှိမှာပဲ digital တင်ယူမှုတွေ digital ranking တိုးပွားလာကြပြီး2050မှာဆိုရင်လုံးဝ digital အကြောင်းတွေကတန်မှန်ဖြစ်လာနိုင်ပါတယ်။ကျောင်းသားတွေကစာအုပ်တွေအစား tablet နဲ့ laptop တွေကိုအသုံးပြုလာကြမှာဖြစ်ပြီးအစ်စ်မြင့်ပညာရေးဆိုရင်ကျောင်းသား90%ခိုင်နှုန်းလောက်က online ဘွဲ့တွေကိုတက်ရောက်လာကြမှာဖြစ်ပြီး ပညာရေးကအရင်ကထက်ပိုအဆင်းမြင့်လာမှာဖြစ်ပါတယ်။ဒါကောင်းမွန်တဲ့ပညာရေးဖြစ်ပြီးအနာဂတ်မှာ AI စွမ်းအင်သုံးစရုပ်တွေကသင်ခန်းစာတွေကိုပြင်ဆင်ပေးမှာဖြစ်ပြီးအလုပ်တွေကိုအမတ်ပေးနိုင်မှာဖြစ်ပါတယ်။အဆုံးထိကြီးရှိုးပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အခုကျွန်တော်တို့ရဲ့ channel ကိုလည်း like နဲ့ subscribe လုပ်သွားပြဖို့တောင်းဆိုချင်ပါတယ်။အခုကြီးရှိုးနေတဲ့ပရိသတ်တွေထဲကကိုယ့်ရဲ့အမြင်ကို comment မှာရေးပြီးဆွေးနွေးသွားနိုင်ပါတယ်ခင်ဗျာ။